iPhone something la ဒါမှမဟုတ် iPhone 16 Pro လာဘာကြောင့်ဆိုတော့ iPhone 16 Pro ကစား iPhone something ကိုရွေးချယ်တင်တာလဲအရင်နှစ်က iPhone 16နဲ့ iPhone 15 Pro မှာဘယ်ကောင်ကိုရွေးချယ်ရမလဲ iPhone 15 Pro ရွေးချယ်ပါဆိုရင်မကျွန်တော်ဗီဒီယိုတင်ပေးခဲ့တာမျိုးရှိပါတယ်ဒီတစ်ခါတော့ဇက်လန်ကကျွန်တော်နည်းနည်းပြောင်းသွားပြီဖြစ်ပါတယ်73ရက်နေ Any Collier Price List ကိုကြည့်ရမယ်ဆိုရင် iPhone something 956ကက46.8000 iPhone something Pro 956ကက49.6000 2800ဈေးကွာတာမျိုးရှိပါတယ်တကယ်ပဲကျွန်တော်2800ပို့ပေးပြီးမှ iPhone 16 Pro ရွေးချယ်တင်လာဒါနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းပြောကြည့်ကြည့်အောင်ဗျာ display ကိုကြည့်ရမယ်ဆိုရင် iPhone 17ရော16 Pro ရော6.3 inch ရှိတဲ့ LTPO 120Hz panel လေးသုံးထားပေးတာဖြစ်ပါတယ်။ bezel အနေထားလည်းတူတူပဲဖြစ်ပါတယ်။ဒါပေမဲ့ display မှာ iPhone 17မှာအားသာချက်3ခုရှိပါတယ်။ ပထမတစ်ခုကတော့ peak brightness သူရဲ့အလင်းအားကိုချီရမယ်ဆိုရင်3000 nits အထိကျော်သွားနိုင်တာဖြစ်ပါတယ်နောက်တစ်ခုက anti reflective coating ကိုလည်းတွေ့မြင်ရတာမျိုးရှိပါတယ် anti reflective coating ကိုချီရမယ်ဆိုရင်အလင်းပြန့်လာတဲ့ကိုအတိုင်းအတာတစ်ခုထိ short ချပေးတာဖြစ်ပါတယ်အတိုင်းမဲ့တအားကြီးပေါ်ပြ Samsung တွေလို effective ဖြစ်တာမျိုးတော့မရှိပါဘူးဗျာနောက်တစ်ခုကတော့ပုံမအကျန်းခံတဲ့ ceramic shield 2 protection ကိုအသုံးပြုထားပေးပါတယ် damage တော့အများစုကတော့မမကွဲတွေပါတယ်ကပ်ပြီးခိုင်းပါဆိုတော့ဒါနဲ့ပတ်သက်ပြီးမှတော့ထွေထူးပြောစရာမလိုပါဘူးဗျာဒါပေမဲ့လည်း iPhone 17ရဲ့ display မှာချီရမယ်ဆိုရင်တော့ ီအာသာချက်၃ခုတွေ့မြင်ရမှာဖြစ်ပါတယ် ဒီဇိုင်းနဲ့ build quality ကိုကြည့်ရမယ်ဆိုရင်တော့ iPhone 17ထည့်ဆိုင် iPhone 16 Pro ကတာတာဖြစ်ပါတယ်။ချိုးဘက်ချက်မှာကြည့်ရမယ်ဆိုရင် Pro Camera Setup တွေ့မြင်ရတာမျိုးရှိပါတယ်။ Titanium frame နဲ့လာတာဖြစ်ပါတယ်။ iPhone 17မှာကြည့်ရမယ်ဆိုရင်တော့ Aluminium frame setup နဲ့လာတာဖြစ်ပါတယ်။လုံးဝပေါ်ရ Pro look လိုချင်နေဆိုရင်တော့တကယ်ကျွန်တော် iPhone 16 Pro ဘက်သွားကိုသွားမှရမှာဖြစ်ပါတယ်။အတိအကတော့ design ပေါ့ဗျာ။နောက်တစ်ခု performance နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ iPhone 17မှာ A19 chip ကိုသုံးထားပေးပါတယ်။ RAM 8GB နဲ့လာပါတယ်။ iPhone 16 Pro မှာကြည့်ရမယ်ဆိုရင်တော့ A18 Pro chip ကိုသုံး ံးထားပေးပါတယ် RAM 8GB နဲ့လာပါတယ် A19 ကတော့ 5GB GPU A18 Pro ကတော့ 6GB GPU နဲ့လာပါတယ် benchmark တွေကိုကြည့်ရမယ်ဆိုရင်တော့ iPhone 17မှာတုံးထားပေးတဲ့ A19 chip ကကျော်ပူတာတာမျိုးရှိပါတယ်။ဒါပေမဲ့လည်း performance နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ smartphone နှစ်ခုလုံးက top level ကျော် performance ပြီးမှာဖြစ်ပါတယ်။ထွေထူးကျော်ဘာမှပြဿနာမရှိပါဘူးဗျာ။ heavy gaming ဆော့မလား video editing တွေပဲလုပ်မလားကျော် AC လို့လို့ရမှာဖြစ်ပါတယ်။ camera နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ iPhone 17ကျော်ဘက်အချမ်းမှာ dual camera setup 48 megapixel main camera နဲ့48 megapixel ultra wide တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီမှာပဲကျော် iPhone 16 pro မှာကြည့်ရမယ်ဆိုရင်တော့ triple camera setup 48 megapixel main camera 48 megapixel ultra wide နဲ့12 megapixel telephoto တွေ့မြင်ရမှာဖြစ်ပါတယ်။ 16 Pro မှာဒီက 5x telephoto camera ပါလာတော့ zoom နေပါတယ်ဆွဲရိုက်တယ်ဆိုရင်လည်း quality ကကောင်းနေမှာဖြစ်ပါတယ်တကယ်ကျွန်တော် zoom shot တွေပါတယ်တော်တော်လေးကိုရိုက်ဖြစ်တယ်ဆိုရင်တော့တကယ်ကျွန်တော်အတွက်ဒီက telephoto ကအရေးကြီးတာဖြစ်ပါတယ်နောက်တစ်ခုက zoom ဆွဲရင်မှာ portrait တွေပါတယ်ရိုက်တယ်ဆိုရင်လည်း iPhone 14 Pro ကတာလာမျိုးရှိပါတယ်ဒါပေမဲ့ဒီက zoom ဆွဲတာလွယ်လို့ overall camera comparison တွေကိုကျွန်တော်ကြည့်ရသလောက်တော့ iPhone 16 Pro ထက်ဒီဆိုင် iPhone 17ကတာလာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်လည်း iPhone 17နဲ့16 Pro ရဲ့ camera comparison တွေများများကြည့်ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျ iPhone 17မှာ ြီးရမယ်ဆိုရင် 4K 60fps တီဗီဒီယိုရိုက်လို့ရပါတယ်16 Pro မှာကြီးရမယ်ဆိုရင်တော့ 4K ကို 120fps တီရိုက်လို့ရပါတယ်နောက်တစ်ခုကတော့ iPhone 16 Pro မှာကြီးရမယ်ဆိုရင် Pro Camera feature တွေတွေ့မြင်ရတာမျိုးရှိပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီရက်ပေါ်ပြ ProRes Lock 4K 60fps တီဗာရိုက်ရိုက်လို့ရပါတယ်တိုင်းမဲ့လက်ချော်ဒီရက် Pro Camera feature တွေကိုအသုံးပြုရလို့ဆိုတာတော်တော်လေးကိုနည်းတာဖြစ်ပါတယ် SSD တွေပါချိန်မှာကျော်ရိုက်ရတာမျိုးရှိပါတယ်တကယ်ချင်းအများစုအနေနဲ့လည်းအသုံးမပြုကြအောင်ဆိုတာသိကြပါတယ်ဒီရက် Pro Camera ကိုအသုံးပြုရတဲ့သူအရေးအတွက်ကလည်းတော်တော်လေးကိုပေါ်ရမရှိသလောက်နည်းတာဖြစ်ပါတယ် ေးဒါကြောင့်တကယ်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးမှတော့ထည့်မစင်းစားရင်ရပါတယ်ဗျ Lidar sensor နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်တကယ်ကျွန်တော်တို့ည 3D mapping တွေပါတယ်လုပ်ဖြစ်တယ်နောက်တစ်ခုကဝယ် auto focus ကောင်းကောင်းလုပ်ခြင်းနဲ့ဆိုရင်တော့ Lidar sensor လည်းအရေးကြီးတာမျိုးရှိပါတယ်တိုင်းမဲ့လေပုံမှန် user တယောက်အတွက်တော့ဒါတွေကအရေးမကြီးပါဘူးဗျနောက်တစ်ခု selfie camera နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်တော့ iPhone 16 Pro မှာ12 megapixel selfie camera ကိုတွေ့မြင်ရတာဖြစ်ပါတယ်တိုင်းမဲ့ရော iPhone 17မှာကြီးရမယ်ဆိုရင်တော့18 megapixel center stage selfie camera ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့ center stage selfie ကိုကြီးရမယ်ဆိုရင်တော်တော် ်လေးကိုမိုက်ပါတယ်တကယ်ကျွန်တော်ဖုန်းကိုဒေါင်းလိုက်ကင်ပြီးမှလဲပေါ့ဗျာအလေအားလိုက်တကယ်ကျွန်တော်ပုံတွေပါရိုက်လို့ရတာမျိုးရှိပါတယ်အော်တိုဖရိမ်တွေပါရိုက်ပေးတာမျိုးရှိပါတယ်နောက်တစ်ခုက selfie camera နဲ့ video တွေပါရိုက်တယ်ဆိုရင်လဲ stabilization ကောင်းတာမျိုးရှိပါတယ်အတိတ်အဖြစ်တော့ပေါ့ဗျာဖုန်းကိုတကယ်ကျွန်တော်ဒေါင်းလိုက်ကင်ပြီးမှလဲအလေအားလိုက်ကျွန်တော် video တွေပါရိုက်လို့ရတာမျိုးရှိပါတယ်ဒီ feature ကိုကျွန်တော်ကတော့တော်တော်လေးကိုသဘောကျတာဖြစ်ပါတယ် overall ကျွန်တော် iPhone 17နဲ့16 Pro ရဲ့ပေါ့ဗျာဒီကကျွန်တော် back camera နဲ့ selfie camera ကိုကြည့်ရမယ်ဆိုရင် zoom တစ်ခုကလွယ်လို့ပေါ့ဗျာ iPhone 17ကကျွန်တော်တာတာမျိုးရှိပါတယ်သူရဲ့ processing ကြောင့်ပေါ့ဗျာ iPhone 17မှာ ကြည့်ရမယ်ဆိုရင်ပုံထွက်တွေကပိုပြီးမှလာတာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်ကင်မရာ comparison နဲ့ခြေလောက်ကြည့်ရှိဖို့တော့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခု battery နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် iPhone 17မှာ 3660mAh iPhone 16 Pro မှာကြည့်ရမယ်ဆိုရင် 3580mAh ဘက်ထရီကလည်းကျော် iPhone 17ကပိုခန်းတာမျိုးရှိပါတယ်။တခြားကျော်ဘာတွေကွာသွားလဲဆိုတော့ USB port ပဲဖြစ်ပါတယ်။ iPhone 17က USB 2.0 iPhone 16 Pro က USB 3ဒါကျော်ဘယ်နေရာမှာအသုံးဝင်လဲဆိုတော့တကယ်ကျွန်တော်ဖုန်းထဲကနေ laptop ထဲပေါ်ရ data တွေဘာတွေ transfer လုပ်တဲ့အခါဒီကဖုန်းထဲကနေ SSD ထဲကျော် data တွေဘာတွေပေါ်ရအပြောင်းရွှေ့လုပ်တဲ့အခါ iPhone 16 Pro က iPhone 17တတိဆိုင်တော်တော်လေးကိုမြန်မာဖြစ်ပါတယ်။တခြားနေရာမှာတော့ကျော်ဘာမှမကွာပါဘူးဗျာ။ဒါပေမဲ့တကယ်ကျွန်တော်အနေနဲ့မိရမှာကိုကပေါ်ရအဲ့လိုပုံစံ data transfer တွေဘာတွေပေါ်ရအမြဲတမ်းလုပ်ဖြစ်လာခဏခဏ ဏလုတ်ဖြစ်လာပေါ့ဗျာတခါ play လုတ်ဖြစ်တာကျွန်တော် iPhone 17မှာလည်းအေးဆေးလို့လို့ရတာမျိုးရှိပါတယ်ပြဿနာမရှိပါဘူးဗျာဒါပေမဲ့အချိန်စောင်းရတာဖြစ်ပါတယ်ကြာပါတယ် iPhone 16 Pro ကပုံမြင်တာဖြစ်တဲ့အတွက်ပေါ့ဗျာဒီ feature တော့တကယ်ကျွန်တော်ပုံမှန်မူတည်တာဖြစ်ပါတယ်တကယ်ကျွန်တော် SSD နဲ့ပေါ့ဗျာဒီမှာဒီက fine trust ပါတယ်ခဏခဏလုတ်ဖြစ်မလုတ်ဖြစ်ဒါတော့တကယ်ကျွန်တော်ကြည့်ရပါလိမ့်မယ်နောက်တစ်ခုကတော့ iPhone 17ရဲ့ mic 30ဆန်ရဲ့ iPhone 16 Pro ရဲ့ mic ကပိုကောင်းတာမျိုးရှိပါတယ် iPhone 16 Pro မှာကြည့်ရမယ်ဆိုရင် mic ၄လုံးတွေ့မြင်ရတာမျိုးရှိပြီး iPhone 17ကတော့ mic နှလုံးနဲ့လာတာဖြစ်ပါတယ် ဒါဆိုတော့ဘယ်ကောင်အောင်ရွေးချယ်တင်လဲဆိုတော့မီးစီယာရှိပါတယ်2800 iPhone 16 Pro ကဈေးများတာမျိုးရှိပါတယ်ဒီမှာကျွန်တော်အမြင်အရပြောရမယ်ဆိုတော့ iPhone 17ကိုရွေးချယ်တာတကယ်ကျွန်တော်အတွက်ရွေးချယ်မှုအမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်ဒီမှာတကယ်ကျွန်တော်ဒီဇိုင်းနဲ့ပတ်သက်ပြီးမှဘာမှစိတ်မဝင်စားဘူးပေါ့ဗျာနောက်တစ်ခုကတော့ telephoto ပေါ့ဗျာ zoom နေပါတယ်ဆိုရင်မှတကယ်ကျွန်တော်ပုံနေပါတယ်အလောက်ကြီးမရိုက်ဖြစ်ဘူးဆိုရင်တော့ဒီမှာကျွန်တော် iPhone 17ကိုရွေးချယ်တာတကယ်ကျွန်တော်အတွက်လုံးဝ perfect choice ဖြစ်ပါလိမ့်မယ်ဗျာဒီမှာတကယ်ကျွန်တော်အနေနဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီးမှကိုကတော့လုံးဝ pro look ပေါ့ဗျာကင်မရာ၃လုံးလိုချင်နေဆိုရင်တော့ ော်16 Pro ပဲတွားကိုတွားမရမှာဖြစ်ပါတယ်ဒီဇိုင်းနဲ့ပတ်သက်ပြီးမှဘာမှစိတ်မဝင်စားဘူးပေါ့ဗျာနောက်တစ်ခါ telephoto တွေပါရဲ့စိတ်မဝင်စားဘူးပေါ့ဗျာတခြား feature တွေကိုကြည့်ရမယ်ဆိုရင်လည်းဥမာကျော်ဒီရဲ့ Pro Video feature တွေ ProRes Lock တွေပါလေးပေါ့ဗျာနောက်တစ်ခါ USB 3တိုင်းနဲ့ပတ်သက်ပြီးမှလည်းပြဿနာမရှိဘူးဆိုရင်တော့မျက်စိမိတ်မှာကျွန်တော် iPhone 17ကိုရွေးချယ်တာတကယ်ကျွန်တော်အတွက်ရွေးချယ်မှုအမှန်ကန်ဆုံးဖြစ်မယ်ဆိုတာထင်ကြပါလေဗျာတကယ်ကျွန်တော်ရော်ဒါနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲ16 Pro ရွေးချယ်မလားဒါမှမဟုတ်17ကိုရွေးချယ်မလားပေါ့ဗျာတကယ်ကျွန်တော်အမြင်ကိုလည်း comment မှာမျှဝေပေးသွားလို့ရပါလေဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးရတော့ ော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုချစ်ချစ်ပဲတကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ